တော့မင်းတက်တောင်ကိုပြန်ရပါပြီဆိုတော့ပြောနေတာမင်းတက်တောင်မှာရှိမှန်းသူတို့မသိဘူးမင်းတက်တောင်ကလုံးဝပြန်မရဘူးပြန်ရကန်ဒီစစ်စစ်အခြေအနေရှိခဲ့တယ်ကိုဘက်ကအပြည့်ရပေးလိုက်ရတယ်ဘာကြောင့်လဲဆိုရှင်ကိုတောင်းမင်းမပါတိုင်းကိုစင်မင်းမပါတိုင်းကိုနဲ့ပတ်သက်တဲ့သူပေါ့နော်ဟိုမပါတိုင်းဖြစ်ချင်တိုင်းဖြစ်ဆိုပြီးတော့လှထားတဲ့အခြေအနေတွေအခုစစ်တပ်မှာကြုံနေတယ်အဲဥပမာပေးရမယ်ပထမအဦးဆုံးအကြီးအမားဆုံးဥပမာကတော့ TK 2566စကန်ကိုကျွန်တော်ဥပမာပေးမယ်နော် အဲတဘုံကတော့အခုတင်ထားပါပြီသူတို့ဘက်ကရုပ်တံတွေရောပုံတွေရောသူတို့ရတဲ့လက်နက်တွေအဲသူတို့ရတဲ့စခန်းတင်ထားလိုက်ပြီအဲဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောနေခဲ့တယ်နော်မပြောနေခဲ့ရင်လည်းကျွန်တော်ဘာမှမပြောလို့ဘူးကျွန်တော်ပြောနေခဲ့တယ်ထီခိကအတိုက်ခံနေရပြီဆိုတော့ကျွန်တော်၃ရက်လောက်တိုက်စမတိုက်ခင်အချိန်ကလည်းပြောခဲ့သလိုစတိုက်နေတဲ့အချိန်မှလည်းကျွန်တော်ပြောခဲ့တယ်မတိုက်ခင်အချိန်မှလည်းကျွန်တော်ပြောတိုက်နေချိန်မှလည်းပြောခဲ့တယ်အခုကြာသွားပြီထီခိကအဒီချင်းရမှာပေါ့ဗျာနော် ဒီစကောင်းဘာလောက်ထားတာလဲတမင်တကာထိုးကျွေးပေးသည်ဆိုတဲ့ပုံစံမျိုးလောက်ထားတာကဟာအော်ရယ်ဗျာနော်အန်အော်ရယ်အန်အော်ရယ်ခင်ဗျားတို့အဲ့ဒီစစ်တီတွေရဲ့ခံစားချက်ကိုသူတို့ဘက်ကခင်ဗျားတို့ခံစားကြည့်စမ်းဟိုခင်ဗျားတို့အဲ့ဒီအဘဘောမတွေလည်းဝိုင်းခံစားပြီးကြည့်လဲကျွန်တော်တို့ကဥမာဖြစ်ဒီဒါမျိုးပေါ့ဒီအရှိကိုအရှိတိုင်းအဖြစ်ကိုအဖြစ်တိုင်းခံစားချက်ကိုခံစားချက်တိုင်း လုံမဟုတ်တော့အလုံမဟုတ်တဲ့ပုံစံတိုင်းရှင်းပြမဟိဆိုလို့ရှိရင်ခင်ဗျားတို့အဘဘောမများရလဲကျုပ်တို့ကစစ်ဘောမနော်စစ်ဘောမနဲ့အဘဘောမနဲ့မတူဘူးခင်ဗျားတို့အဘဘောမဘောမများလဲအဘကိုလက်ညှိုးထိုးမှာအဘကိုထိမှာသင်မလောက်ကြောက်တယ်နည်းနည်းလေးပေါ့ဗျာနော်တုခါတီးခါလေးနည်းနည်းလေးပြောမိနေတော့မှပဲအဘဘောမတွေကတော်တော်လေးကိုဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင် sensitive ပေါ့နော် hyper sensitive လို့ခေါ်တာပေါ့အတားလိုအပ်တာထက်ပိုပြီးတော့ကိုနော်ဟိုဆစ်ဆစ်ခုံပါတယ်အဲ့ဒါပိုပြီးတော့ဆစ်ဆစ်ခုံနေရအောင်သွားတွေ့တယ်အခုထိခီး တိကိဆိုရှင်ရှိတာမှအင်အားကအခုကြာသွားပြီเนาะကျွန်တော်ပြောလို့ရပြီပြတော့ကြာတော့အားလုံးအင်အား26ယောက်ပဲရှိတာအဲ့ဒီ26ယောက်ရှိနေတဲ့စခန်းလေးကရိတ်ခါပြက်နေရလဲကြာပြီရိတ်ခါပြက်နေတော့ရိတ်ခါတောင်းတယ်ရိတ်ခါဟိုလာမလားဆိုရိတ်ခါမလာဘူးအဲ့တော့အဲ့ဒီ26ယောက်ကိုအားလုံးကိုကြည့်လိုက်တဲ့ခါကျတော့လဲပါစကတဝက်ကျော်တော့ပါပါစဆိုတာဗျာဟိုဘယ်လိုခေါ်မလဲဆိုရှင်အမ်ညာတာပါတီနဲ့ပေါ့ဗျာเนาะဘယ်လိုခေါ်မလဲကျွန်တော်တို့ ရှည်တန်းကိုမပုတ်ပါဘူးကိုကကိုရက်ကိုဒေသမှာလုံခြုံရေးစောင့်မှာပါရှည်တန်းသွားမှာစစ်တပ်ကဟာစစ်တပ်ကတကယ်ဒီဖိုက်တာတွေသွားမှာပါဆိုပြီးတော့အမှန်တကယ်တကယ်မှာရှည်တန်းမှာတကယ်စော်နေတာပါစတယ်ကြီးပဲ26ရောက်ရှိတဲ့စခန်းကိုတစ်ဖက်တစ်ပုံကအင်အား300လောက်နဲ့လာဝိုင်းဝိုင်းနေတဲ့အချိန်မှာလည်းပြောတယ်ကျွန်တော်တို့စစ်ကူပေးပါ နော်ကျွန်တော်တို့ကိုပြစ်ကူပေးပါပေးသလားဆိုတဲ့ခါကျတော့လည်း အပေးတော့မလို့လို့လာတော့မလို့လို့တောင်းတာတောင်းတာဆိုတဲ့ပုံစံပိုလေးတောင်းတာဘိုလေးတောင်းတာဆိုတဲ့ပုံစံမျိုးနဲ့တောင်းတာတရက်လည်းတောင်းတာလည်းနှစ်ရက်လည်းတောင်းတာသုံးရက်လည်းတောင်းထားတယ်စစ်တီဒီထက်ပို့ပြီးတောင်းရင်ကြီးနိုင်မှာတော့မဟုတ်တော့ဘူးကိုသားသမီးများမပါလို့လားစစ်တီတွေကိုထိုးကြွေးပေးတည်လုပ်ထားတာလားဒီစကန်းကဘာမှလည်းမလားစီမလားပြားမလားဒိတ်ခါမလားဘာဆိုဘာမှမလာတဲ့ခါကျတော့ လက်နက်ကြီးပစ်ကူပေးဖို့ကြာလဲဟုတ်ပါထိုင်းတဲ့အရန်ကြီးရဲ့အတွက်ကြောင့်လက်နက်ကြီးပစ်ကူလည်းမပေးနိုင်ဘူးတစ်ဖက်ကလည်းအင်အားက300လောက်နဲ့ဝိုင်းထားပြီးသားပြီနော်အဲ့တော့လေပစ်ကူကြာလာလေပစ်ကူလည်းမလာနိုင်ဘူးမလာနိုင်တဲ့ခါကျတော့ဟာတနာဖို့တကယ်ကောင်းတယ်နော်အဲ့စခန်းကဦးဆွေးဆံမိပေါ့ဗျာနော်ဟိုရွရွချင်းချင်းဦးရွရွချင်းချင်းစစ်တီတွေတာဝန်ကြီးရတဲ့ပို့ခဲ့ပါလေနော်တစ်ဖက်က drone ချတာများဆိုရှင် လုံး40ကျော်ချတာလုံး40ကျော်50အဲ့လိုချတာ ကံကောင်းမသေးတာကောအေးစစ်တီလေအဲ့လောက်ကြီးတောင်းနေနောက်ဆုံးပြိတော့အဲ့တော့အဲ့လိုမှမဟုတ်ရင်စုပ်မိန်ဆိုလို့စုပ်မိန်ပေးလိုက်လေဗျာနော်ခင်ဗျားစစ်တပ်အနေနဲ့ကဒီစခန်းနဲ့ပတ်သက်ပြီးလုပ်တင်တာပါလို့ဆိုတော့သုံးခုရှိတယ်ဗျာအဲစစ်ကူပေးပေးမပေးရင်ပြစ်ကူပေးလက်နေကြီးပြစ်ကူလက်နေကြီးပြစ်ကူမပေးလို့ရှိရင်နောက်တက်လေရင်ပြစ်ကူပေးဘာဆိုဘာမှမပေးဘူးပြီးလို့ရှိရင်ရိတ်ခါပို့တယ်ရိတ်ခါမပို့ဘူးအဲ့တော့ဘာဆိုဘာမှမပေးပဲနဲ့ နောက်ဆုံးပေးပါဗျာဟိုမပေးနိုင်ရင်တော့ဘာမှမပေးနိုင်ဟိအောင်လည်းစုပ်လို့ရပြီဆိုစုပ်မိန်ရင်တော့ပေးလိုက်တင်တယ်မဟုတ်ဘူးလားဘာလို့ဘာမှမပေးပဲထားတာကလက်အောင်ငယ်သားကိုပေးတည်ပြူဟာကြီးကြီးဗျာအန်အော့ဖို့ကောင်းတယ်ကျွန်တော်တော်တော်တုံလှုပ်သွားတယ်ဗျာသိလားတော်တော်တုံတုံလှုပ်သွားတယ်အနောက်ဆုံးပိတ်တော့အဲ့ဒီညကျွန်တော်ကြားသိရတော့ဆိုပါဗျာနော်အဲ့ဒီဘက်ချမ်းထိုင်းဘက်ချမ်း body ရောပေါ့အဲ body ရောဘက်ကနေပြီးတော့စစ်တီလေးတွေကံကောင်းထားမှဆိုတာတို့ရောတို့စုပ်ခွာသွားတယ်ပေါ့နော်စုပ်ခွာသွားတဲ့အခါမှာ အဲမိုင်းထီတယ်ကိုကြားသိရတယ်မိုင်းထီရဲ့အတွက်ကြောင့်မို့လို့အဲထိခိုက်နေတာကောင်းတယ်အဲတယောက်ကမိုင်းထီရယ်ပေါ့နော်မိုင်းထီတာကို time back ကလည်းကောင်းချပါတယ်အခု time back ကံကိုရောက်သွားပြီအဲ26ရောက်လုံးကအဲဒီပေါ့တပုံကတော့တို့စကန်တင်လိုက်ရပြီလို့ပြောနေတော့ဗျာနော်စကန်တင်နေတို့စကန်တင်ရအခွန်နဲ့တကယ်ဒီအေးပေါ့စကန်မှာရှိနေပစ္စည်းတွေကိုရသွားတော့ဗျာနော်စစ်တီတွေအားလုံးကတော့လွတ်မြောက်သွားပါပြီ time back ချန်ကိုရောက်သွားပြီကြားသိရသလို time back ချန်ကစေးုံတစ်ခုခုမှာနော် ဲ့ဘက်ခြမ်းမှာကျွန်တော်ဆက်လက်လေ့လာကြည့်တာ time map မှာစေးရုံနှစ်ရုံရှိရယ်အဲ့ဒီစေးရုံနှစ်ရုံမှာတရုံရုံမှာတော့သူတို့စေးကုသမှုခံယူနေမှာပါ time map လည်းအာကောင်းပါလူသားချင်းစာနာမှုကိုအရန်အရန်ကျေစုတင်ပါတော့ဗျာနော်အဲ့မဲ့ဗျာခင်ဗျားတို့အထက်ရာရှိတယ်ဗျာဥမင်း online ကနေစပြီးတော့အဲ့ဒီ ထက်ရာရှိအစစ်စင်ခင်ဗျားတို့တော်တော်ပဲ့တယ်ဗျာနော်တော်တော်ပဲ့တယ်တဝေကတိုင်မှုတွေသူ့တိုင်မှုတွေခင်ဗျားတို့တော်တော်ပဲ့တယ်ဗျာဒီစခန်းကိုခင်ဗျားတို့မလုပ်တာလေအဲ့တော့ကျွန်တော်ကဒါမျိုးပြောတယ်ဗျာနော်ကျွန်တော်ပြောလို့မကျင်နာဘူးဆိုလို့ရှိရင်ခင်ဗျားတို့စိတ်ဆိုးရင်လည်းတိုင်တဲ့ခေါင်းနဲ့သာပြေးဆောင်လိုက်တော့ကျွန်တော်တို့ပြောတာမှားသလားကျွန်တော်ကမှလည်းနည်းနည်းပဲကြည့်ကျင်တယ်ဗျာအခုကျွန်တော်ပြောတာမှားသလားဗျာအဲ့တော့ခင်ဗျားတို့မေးကျင်တယ်ဗျာစစ်တပ်ကမှားသလားအထက်ဟိုဘယ်လိုမှဒီစစ်တီတွေကမှားသလားဒီပြည့်ရမှာအဲ့ဒီအထက်ကအလုပ်လုပ်တဲ့ပုံစံမှားတာဘယ်လို့ရမှားတယ်လဲဗျာ ခင်ဗျားတို့အဖအပေါ်မနဲ့စစ်ဘောမနဲ့ကော်တယ်ဆိုတော့အဲ့ဒါပဲခင်ဗျားတို့အဖအပေါ်မတွေကတော့ပြန်နော်ဟိုကျွန်တော်အနေနဲ့လည်းစကားလေးအထက်ပြောချင်ပါဘူးအခု AA ကကြောက်ဖြူမျိုးကိုအသေးသေးတိုက်နေရနော်အသေးသေးတိုက်နေတာအဲ့ဒီ AA ကြောက်ဖြူမျိုးကိုတိုက်ဖို့အတွက်ကိုဘယ်ကစစ်တီတွေ AA ပေါ့နော်နိုင်ငံရေးစစ်သွေးကြတွေလာရလဲဆိုလို့ရှိရင်ဟုတ်မောင်းတော့ကနေအောင်လာရတာပါအဲ့တော့မောင်းတော့ကနေလာရတယ်ပြီးရင်စေးကူရင်အဲ့မောင်းတော့မှသွားကူတာ ျုပ်တို့ပြောနေတဲ့မောင်းတော့မှာစခန်းနေစခန်းနေစခန်းရေတော်တော်များများမှာကအေးအေးစခန်းနေကြီးပဲเนาะတင်နှံပြတဲ့စခန်းရှိတယ်เนาะအဲ့ဒီမှာအားလုံးစေးဘူးတဲ့စခန်းကြီးခင်ဗျားတို့ကအလှကြည့်ထားတယ်တပုံးကိုမွေးစားတာမဟုတ်ဘူးကြတော်တော်လေးကိုရုပ်ပဲ့လုံးတဲ့အလုပ်လေးစစ်တပ်ကတော်တော်လေးဖြစ်နေပြီเนาะမောင်းတော့ကနေပြီးတော့အဲ့မောင်းတော့နဲ့ပတ်သက်ပြီးတော့စခန်းနေဘာမှဘာမှဘာမှရှိရဆိုတော့ခင်ဗျားတို့အဲ့အထက်ဘိုးချုပ်ကြီးအဆင့်ထိရတည်တယ်ဦးမင်းအွန်လိုင်းကအစားတည်တယ်တည်ရတာနဲ့အဲ့မအိုက်ကစခန်းနေရနေပြီးတော့တစ်ခါတည်းအခုကြောက်ဖြူကြောက်ဖြူကိုဘောဘောဆိုစစ်ကူလာတယ်စစ်ကူလာဖို့မှစစ်သားတို့ကြောက်ဖြူမှာ အကြောင်းပြောပြပါလေနောင်မောင်းတော့မှာအေးအေးလေးတတော်လေးတော့ပုံတော့ဖြစ်နေပြီဒီလိုလာတာပြီးတော့ဒဏ်ရရတယ်အဲ့မှာအများကြီးရှိတယ်အဲ့မှာအမှပဲကုနေရနော်အခုကြောက်ဖြူအသေးကြီးတိုက်နေတယ်ကြောက်ဖြူအသေးကြီးတိုက်တဲ့ပုံစံကလည်းဘလောက်ထိကြောက်ဖြူကမအေးအေးဝင်းစီစဉ်လို့ဖြစ်နေလဲဆိုရင်အေးအေးက14မိုင်ကနေပြီးတော့9မိုင်ချိုးလာပြီ9မိုင်ဆိုတာကရက်တရင်30နှစ်ကတာ9မိုင်လို့ပြောလို့ရတယ် အတပါကြောင့်တဝက်ကျိုးသွားပြီတဝက်ကျိုးသွားပြီနော်စစ်တီတွေကစစ်တပ်ကလည်းပြန်တိုက်တယ်ပြန်တိုက်တော့ရလူရစဲနဲ့လုံးဝရသလောက်ဖြစ်နေပြီရသလောက်ဖြစ်နေတဲ့အချိန်မှာဘယ်ကမှန်းဘလို့မသိတဲ့အမိန်ကရောက်လာမင်းတောင်ဆက်မသိနေတော့ဆက်မသိနေတော့ဆိုတဲ့ခါကျတော့ဘုဘကစီအတာစီရလို့ရှိရင်အပြည့်ရပြီပြည့်ရတဲ့ခါကျတော့ရန်သူကအာမွေဓာဆွေပြီးလူစုပြီးပြန်ရောက်လာကြောက်ဟိုမောင်တော်ကနေပြီးတော့စစ်တီတွေသွားခေါ်လာအာခေါ်လာပြီးတော့သူတို့နိုင်ငံယူတပုံတွေခေါ်လာခေါ်လာပြီးတော့အင်အားပြည့်ပြီးခုပြန်တိုက်တဲ့ခါကျတော့မင်းတပ်တောင်လုံးဝကျသွားပြီ မင်းတက်တောင်ကြတဲ့အချိန်မှာခင်ဗျားတို့ဒီအဘအဘဘောမာ channel များပေါ့ဗျာနော်အဘဘောမာ channel များကမင်းတက်တောင်ဘောမာရှိရသူတို့မသိဘူးနော်မင်းတက်တောင်ဘောမာရှိမှသူတို့မသိဘူးအဲထုတ်တူမင်းတက်တောင်အခြေအနေတဲ့ဘာဆိုဘာမှမသိဘူးအဘကိုထိခိုက်နစ်နာမှာဆိုလို့ဆိုပြီးတော့ဟိုဘယ်လိုမှမစမိုတီပို့စစ်တေတယ်ပေါ့ဗျာဟာမင်းတက်တောင်ကိုတဲ့ဘယ်လိုမှမဆိုရှင်လင်း6ဆင်းအုပ်လိုက်လဲကျဲတာလဲဟဲ့လား ြီးဒရုန်းကအစင်းတရားနဲ့ဒီလိုဆော်တာမြေပြင်ကလည်းစစ်ကြောင်းတွေထိုးတယ်ဟာအဝိုင်းတော်လည်းကောင်းကောင်းလောကျွန်တော်ကြည့်တယ်နေစမောင်အဲ့ဒါနဲ့တပုံဘက်ကသတင်းတွေပေါ့ဗျာနော်ကျွန်တော်အနေနဲ့ကတော့သိရမလားဒီ content လို့ခေါ်မှာဆိုလို့ရှိရင် analysis လောက်အောင်တော့ဗျာကျွန်တော်တို့ကဒီဒါရဆိုတော့ကျွန်တော်သုံးသက်ချက်ကိုအဓိကသွားတာဟိုသုံးသက်ချက်ဆိုတာဥပမာပြတပုံကပါလာတဲ့သတင်းတွေယူတယ်ပြီးတော့ရှင်မြေပြင်အခြေအနေမှာရှိတဲ့ချွတ်ရတားတွေရှိမယ်เนาะဒီဒါနဲ့နီးစပ်ပြီးတိတိတဲ့သူတွေအားလုံးအားလုံးနဲ့ကျွန်တော် ချိန်ပြီးတော့ဗျာတတိယဆရာတုံးတက်လိုက်တဲ့အခါမှာတော့အဲ့ဒီကသူတို့ပြောတဲ့ post တင်တဲ့နေ့ကလေးရောင်မလာပါဘူးတဲ့နော်ရာသီဥတုကတအားဆိုးတဲ့အတွက်ကြောင့်မို့လို့တဲ့နော်လုံးဝလေးရင်မလာတဲ့အပြင်ကိုဘာမှမရပါဘူးဗောနော်မင်းတက်တောင်ကမရတဲ့အပြင်မင်းတက်တောင်လုံးဝမရတဲ့အပြင်နော်ပြေးလိုက်ရပြီခုမင်းတက်အဲ့ဒီအထီကိုအေးအေးတပုံရဲ့စီရေးကစီးမိုးသွားပြီအဲ့တော့မင်းတက်တောင်ကိုပြန်ရပါပြီဆိုတော့ပြောနေတာမင်းတက်တောင်မှရှိမှန်းသူတို့မသိဘူး မင်းတောင်ကလုံးဝပြန်မရအောင်ပြန်ရကန်ဒီစစ်စစ်အခြေအနေရှိခဲ့တယ်ကိုဘက်ကအပြည့်ရပေးလိုက်ရတယ်မအေးအေးဝင်းစီစဉ်နေတယ်နော်မအေးဝင်းစီစဉ်နေတယ်ပေးချင်မှဖြစ်ဗျာပေးလိုက်ဗျာကျွန်တော်ပြောချင်တာကအယူမလုံနဲ့အေးအဲ့တော့ကြိုင်စစ်ကေရွာနော်ကြိုင်စစ်ကေရွာကလည်းကျွန်တော်တို့ပေးလိုက်ရပြန်ပြီဗျာကြိုင်စစ်ကေရွာရှိအောင်ရှိတော့မဟုတ်တော့ဘူးအဲ့တော့ပြန်စစ်ကေရွာကိုဆက်ကြော်လိုက်မယ်ဆိုရင်နှစ်ခေါ်စာလောက်မှရှိတယ်ရဲတရင်32ခုက ခိုးရင်တော့ကကြောက်ဖြူပေါ့နော်ပြီးခဲ့တဲ့နှစ်တည်းတနှစ်နှစ်နှစ်လောက်ကကြောက်ဖြူမှာစစ်ဖြစ်မယ်ဆိုလို့ရှိရင်အစွန်အဖျားပေါ့ minus 10လောက်မှာဖြစ်ပြင်မယ်အခုချိန်မှာတော့ခုနှစ်မိုင်လောက်ထိကိုရောက်သွားပြီအဲ့တော့ရဲတရင်32ကိုအခုတိုက်ရဲတရင်32 gate 1 gate 2အဲ့လိုမျိုးပေါ့အဲ့နေရာတွေအထိအခုတိုက်နေပြီတိုက်ပြီဆိုတော့အခုစစ်တပ်နဲ့ထိတ်ဟိုလိုကတော့စစ်တပ်ရဲ့ကာကင်းနေပေါ့ဗျာနော်အဲ့ဒီမင်းတပ်တောင်တို့ဂျိုင်းစစ်ကီတို့နော်အပြီးတော့လို့ရှိရင်အဲ့ဘက်ချမ်းတွေပေါ့မလဂျွန်းတို့အဲ့ဘက်ချမ်းတွေမှာဖြစ်များနေပြီမြဲ အခုချိန်မှာတော့ဘယ်လိုခေါ်မလဲဆိုတော့ပြိုင်အေဘက်ကတာဂက်စကန်တွေကိုအကုန်ကြုံဖြတ်လာပြီးတော့အခုဆိုရင်တက်ရင်းနဲ့ထိတ်တိုက်စော်နေပါပြီเนาะစော်နေပါပြီစော်နေဖြစ်တဲ့အတွက်ကြောင့်မို့လို့အတိုက်ပွဲကတော့တောက်လျှောက်ကျန်းနေပြီเนาะကျန်းနေပြီအဲ့တော့ရက်တိုင်သုံးစက်နဲ့ကြမလားမကြမလားဆိုတော့ကျွန်တော်ကမမင်းနဲ့ဗျာခင်ဗျားတို့ရဲ့ခေါင်းကင်ဖခင်ဖြစ်တဲ့ ဥမင်းအွန်လိုင်းနဲ့အဲ့ဒီရခိုင်ကိုဂိုင်းနဲ့ကဆတ်ထမှုကမေးပြီတော့ကဆတ်ထမှုကတော့မေးပြီတော့မအေးဝင်းစီစဉ်နေတဲ့ပွဲဖြစ်နေပေးချင်ပေးကျွန်တော်ပြောနေတယ်ခင်ဗျားတို့ဘူလကီတူလကီနဲ့ဟိုဘလိုဟောမဲဆိုတော့ဟိုဟာဖြစ်ချင်တာတော့ဒဲ့မပြောဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေဒဲ့မပြောဘူးလို့ဒဲ့ပြောလိုက်စမ်းပါဒဲ့ပေးပေးလိုက်နော်ရတဲ့အင်းသုံးစင်းနဲ့ကြပြီလားကြတော့မှလားမေးတဲ့သူတို့ကတော့ကျွန်တော်ပြောမယ်အဲကျွန်တော်ကဖြစ်ရှိတရားတိုင်းပြောရမှာဖြစ်တယ်အခုတိုက်ပွဲကတော့ဂျန်နေတယ်နော်တိုက်ပွဲကဂျန်နေလို့လို့ဆိုရယ်ပြိုင်စစ်ကေဘက်မှာစစ်တပ်ကလည်းတိုက်ပွဲပြန်ပြီးတော့ ရင်ဆိုင်ထားတာရှိရတဲ့ကြောင့်မလို့ကျောင်းကြားသေးရတော့အခုဆိုအခုတနေ့ကဒီသမုံဘက်ကသတင်းတွေပေါ့ဗျာအဲ့ပုံမှန်လက်ခြေခံကောက်ချက်ပြီးချမယ်ဟဲ့ဆိုလို့ရှိရင်တော့ကိုယ့်ဘက်ကနေပြီးတော့မနေ့ကဆိုရှင်အရှင်မိတာပေါ့နော်အရှင်မိတာလေးအောင်ရှိခဲ့တယ်အရှင်မိတဲ့သူတယောက်စိတ်မကောင်းစရာဗျာကျွန်တော်မပြောတော့ဘူးနော်ဟိုတည်းခင်ဗျားတို့ဒီအေအေကမိရင်ဘာလုပ်ကြစားခင်ဗျားတို့တွေ့ရနော်အဲ့လိုလောက်လိုက်တယ်တကယ်တမ်းလဲတော့ပြန်တွေ့တဲ့ခါမှာအဲ့ဒီပြိုက်စိတ်ကြီးလမ်းကျော်တဲ့လျှောက်လမ်းလျှောက်မှာ လောင်းနေပုံနေတာပါပဲအဲ့တော့ဘယ်ဘက်ကပုံများမလို့ကျွန်တော်လည်းပြောပြောပြမပြောချင်ဘူးပါဗျာကိုယ့်ဘက်ကလည်းပါတယ်သူ့ဘက်ကလည်းပါတယ်လို့ပြောလို့ရပါတယ်နော်